အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဆရာကြီးမင်းသူရာဟောကြားထားတဲ့အင်္ဂါသတ္တမိများအတွက်2026ခုနှစ်တနစ်စာဟောစရံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပေရင်မင်းမြန်းလူပါကပြမနာပုံနာဆရာကြီးမင်းသူရာတသိန်ကြီးမျိုးနဲ့ရေထွက်လမ်းမကြီးဒုက္ခမနှစ်ရက်ွယ်အင်ဂျင်လန်ချာမန္တလေးမျိုးဖုန်းနံပါတ်ခွင်9139896ကိုဆက်သွယ်မိမြန်နိုင်ပါတယ်တအူးလေညံဘူးစောက1000ကျပ်ဖြစ်ပါတယ် ဒါသတ္တမိမြအနေနဲ့2026ခုနှစ်မှာမမျောလင့်ပဲထိပေါက်ခြင်းငွေကြီးများဝင်လာတတ်ခြင်းများရှိပါလိမ့်မယ်။ဆန္ဒရှိတဲ့အတိုင်းကာလအတန်ကြာမလုပ်ဖြစ်သေးတဲ့ကိစ္စတို့လက်တွေ့အကောင်အထည်ဖို့ဆောင်ရွက်နိုင်ပါလိမ့်မယ်။စည်းကမ်းကိုအလေးနက်ထားမယ်ဆိုရင်အောင်မြင်မဲ့နှစ်ဖြစ်ပါတယ်။ပိုင်ဆိုင်ရရှိနေသောဝင်ငွေများကိုစည်းကမ်းမဲ့မသုံးဆွဲတင်ပါဘူးငွေဝင်ကောင်းတော့လဲအသုံးဆွဲရေရောလက်ဖွာမှုကြောင့်လက်ထဲမှာငွေမမြဲဖြစ်နေတတ်ပါတယ်အိတ်ဆွေပေါင်းတင်းတစ်များ လုပ်ငန်းတင်များထူထောင်လုပ်ကိုင်းရပါလိမ့်မယ်။ဆွေမျိုးသားချင်းများအလဲပတ်ရောက်လာတတ်ပါလိမ့်မယ်။မရွှေပြောင်းနိုင်တဲ့အိုးအိမ်မြေယာအသင်းများဝယ်ယူပိုင်ဆိုင်ရပါလိမ့်မယ်။ရည်ရထားတဲ့အလူတန်းကိစ္စ၊ဘာသာရေးကိစ္စများဆောင်ရွက်ရပါလိမ့်မယ်။လုံငန်းပြောင်းရွှေ့ခြင်း၊ရာထူးတူးခြင်း၊ဂုဏ်သိက္ခာတိုးတက်ခြင်း၊တပားသူရဲ့ချစ်ခင်မှုကိုရရှိပါလိမ့်မယ်။ဘယ်လုံငန်းဖြစ်ဖြစ်မဝင်မရဲလုပ်ကင်နေရပါလိမ့်မယ်။ရိုးသားပုံလင်းသလောက်ပတ်ဝန်းကျင်ရဲ့အတုံးချခံရပါလိမ့်မယ်။ ိုးဝိန်သည်ဝယ်ယူထူထောင်ခြင်းများအကျိုးရှိပါလိမ့်မယ်။ရေလုံငန်းအဝတ်ထည်ရောင်းဝယ်ခြင်းအလကုန်ပစ္စည်းများနဲ့ဖန်စီလုပ်ငန်းစတိုးဆိုင်သည်ဖွင့်ခြင်းများအကျိုးခံစားရပါလိမ့်မယ်။စားတောက်ကုန်လုပ်ငန်းများပန်လုပ်ငန်းလုပ်ခြင်းဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်းခရီးသွားလုပ်ငန်းများကောင်းပါလိမ့်မယ်။စီဝိုင်းနဲ့လောက်ကင်ပိုင်းမှာလုပ်ငန်းခွင်ထဲမှာတရားမျှတမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဦးစားပေးလျင် စီမံကိန်းများအောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်။လူမှုဆက်ဆံရေးကောင်းပြီးဂုဏ်သက်တည်များပေါင်းဆက်ပြီး ဤဆွေများလောက်ဖို့ကိုင်းပဲများရဲ့အကူအညီဖြင့်အလုံးများအောင်မြင်ပါလိမ့်မယ်။ဆုံးဖြတ်ချက်ကြီးကြီးမားမားမချခင်အတိုင်ပင်ခံများရဲ့အကြံဉာဏ်ကိုသေချာနားထောင်သင်ပါရယ်။ဥပဒေနဲ့မလွတ်ကင်းတဲ့လုပ်ငန်းတွေလုံးဝမလုပ်သင်ပါဘူး။စီကဲနဲ့ညီညွတ်သောကုမ္ပဏီလုပ်ငန်းတွေများလုပ်ငန်းတိုးချဲ့ခြင်းများပြုလုပ်ရပါလိမ့်မယ်။ငွေကြေးဝင်ခြင်း၊စီဝါရီကောင်းခြင်း၊စီဝါရီမှာတိုးတက်မှုရရှိနိုင်ပါလိမ့်မယ်။ငွေဝင်လာကြောင်းပွင့်လန်းပြီးရင်းနှီးမြှုပ်နှံမှုအကျိုးမြတ်ရရှိပါလိမ့်မယ်။အထူးသဖြင့်တော့မိတ်ဆွေကောင်းများရဲ့အကူအညီနဲ့ စီးပွားရေးအခြေအနေတိုးတက်လာပါလိမ့်မယ်။တနင်္လာသသမီဂျာတာပရိသသမီတောက်ဂျာတာသမီများကအင်ခါသသမီများကိုထင်ကြီးကြပါလိမ့်မယ်။၎င်းတို့နဲ့ပူးပေါင်းလုပ်ကင်ပါကအကျိုးအမြတ်ရရှိပါလိမ့်မယ်။လူမှုရေးပိုင်းမှာဆိုရင်လူမှုရေးနယ်ပယ်မှာတိုးတက်မှုများရှိမယ်။မိတ်ဆွေတွေများရှိနိုင်ပြီးကြည်ရင်ဆွဲဆက်ဆံရေးများခိုင်မာလာပါလိမ့်မယ်။အင်ခါသသမီများအနေနဲ့အဓိကအကျိုးပေးသောလုပ်ငန်းများမှာစာပေ စကားပြောတာကျုပ်စာရန်မီဒီယာစတဲ့ကိစ္စများတွင်ထူးခြားစွာအောင်မြင်မှုရရှိပါလိမ့်မယ်။အလောက်ကင်ပိုင်းမှာအဆက်အသွယ်ကောင်းများရရှိပြီးလုပ်ငန်းများချောမှုသွားပါလိမ့်မယ်။ဆရာသမားကောင်းများနဲ့ဆုံတွေ့ရဖို့ရှိပါတယ်။အင်္ဂါတပ်သမီးများအနေနဲ့နေုံလာနဲ့နတ်တော်လာများတွင်ထူးထူးခြားခြားအောင်မြင်မှုရှိပါလိမ့်မယ်။စီဝါရေးလုပ်ငန်းများအရှိန်ဟုန်တိုးတက်ပါလိမ့်မယ်မိမိရဲ့လုံဆောင်မှုများအတွက်အကြီးအကဲများထံမှအတိမတ်ပြုခြင်းချီးမြှောက်ခြင်းခံရပါလိမ့်မယ် ရာထူးတိုးခြင်းလုပ်ငန်းသင်များဆောင်ရွက်ရခြင်းဖြစ်လာနိုင်ခြေရှိပါတယ်။ရေချားမြေချားလိုမျိုးချားများနဲ့ပေါင်းစပ်လုပ်ကင်ပါကအထူးအကျိုးပေးပါလိမ့်မယ်။အထက်လူကြီးတွေရဲ့မားစာမှုကိုလည်းရရှိမှာထေချာတဲ့ကာလဖြစ်ပါတယ်။တခုသတိပြုမှာကတင်းရဲ့ဒေါသစိတ်ကိုထိန်းချုပ်ဆင်ခြင်ပြီးတွာလာလုပ်ကင်ပါ။ပညာရေးပိုင်းအနေနဲ့ကတော့ပညာရှာမိခြင်း၊အသက်ပညာ၊အသိပညာများတိုးပွားအောင်သင်ယူခြင်း၊စာပေများဖတ်ရှုခြင်း၊ဒီနှစ်ကဆိုရင် အကျိုးပေးပါလိမ့်မယ်။ ပညာရေးဆိုင်ရာနယ်ပယ်မှာချစ်သူခင်သူတွေနဲ့ဆုံတွေ့ရခြင်းရှိပါလိမ့်မယ်။ထူးခြားတဲ့အသုံးဝင်တဲ့ပညာရပ်တွေကိုသင်ကြားရလိမ့်မယ်။အတွေ့အခေါ်ယူဆအကြံသင်များရရှိမယ့်နှစ်ဖြစ်ပါတယ်။လုပ်ငန်းခွင်တစ်ဖက်ပညာကတစ်ဖက်ဆောင်ရွက်ရမယ့်နှစ်ဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများပညာရေးအနှံ့ငယ်ဉာဏ်ရှိပြီးလမ်းပေါ်တွင်အချိန်ကုန်နေပါလိမ့်မယ်။တန်ရောစဉ်နှောင်ဖွဲ့မှုကြောင့်ပညာရေးအခွင့်အလမ်းများနှောင်နေသွားတတ်ပါတယ်။ချင်းနေအောင်ရေးပိုင်းမှာဆိုရင်အိမ်အောင်ရေးအခြေအမှတာယာချမ်းမြေမှုရရှိနိုင်ပြီး အိမ်အောင်မပြည့်ရသေးတဲ့အသူများလဲကောင်းမွန်တဲ့မိတ်ဆွေဒါမှမဟုတ်လက်တွဲပေါ်ရရှိတတ်ပါတယ်။နောက်လည်းဖြစ်ပါကမိမိအိမ်အောင်ဘက်အပေါ်တန်ရောစင်ကြီးမှုချစ်သက်စိတ်များနေတဲ့ကာလဖြစ်ပါတယ်။ကျမ်းမာရေးပိုင်းအနေနဲ့ကတော့ကျမ်းမာရေးဖောက်ပြန်မှုများမကြခဏကြုံရပါတယ်။စိတ်ပိုင်းဆိုင်ရာယောဂလေးဖြတ်ခြင်းအကျိုးသိခြင်းခြေထောက်ထိခိုက်တရားရခြင်းအသေးယောဂခါကြိုက်ခြင်းလေကောင်းအင်္ဂါဇက်အစရှိသောယောဂဝေဒနာများဝင်လာတတ်ပါတယ်။ ခြေပိုင်းဆိုင်ရာအနာမယူပင်ပန်းစွာအလုပ်လုပ်ခြင်းကြောင့်အာယုံကြောထိခိုက်ပျက်စီးတတ်ပါတယ်။အထူးသဖြင့်တော့ဆေးရောကိုပါမနာရန်အသုံးချလွန်းတာကြောင့်အချိန်ကာလကြာသည်နဲ့နှလုံးရောဂါဆွဲကပ်လာပါလိမ့်မယ်။တခါတည်းရန်မိမိကျန်းမာရေးကိုပင်မျက်ွယ်ပြူလွင်ခြင်းကြောင့်လေးဖြတ်ခြင်းအကျိုးသိခြင်းယောဂဝေဒနာကြုံတွေ့ရတတ်ပါတယ်။အင်္ဂါသတ္တမိများအနေနဲ့2026ခုနှစ်တလပိုင်း14ရက်မှ2026ခုနှစ်လေးလပိုင်း14ရက်အထိလုပ်ငန်းခွင်အတွက် ဆောင်ရွက်ရမှာတတိနဲ့ဆောင်ရွက်ရပါမယ်။အတွင်းနေအတူနေပုံကူများရဲ့သစ္စာဖောက်ခံရပါလိမ့်မယ်။အခွင့်အရေးယူသူများနဲ့ကြုံပါလိမ့်မယ်။လင်ညာလှည့်စားသူများနဲ့ကြုံတွေ့ရပါလိမ့်မယ်။စနေဘုဒ္ဓဟူတနင်္ဂနွေအင်္ဂါသတ္တမီများနဲ့ရှယ်ယာလုပ်ငန်းဆက်တူလုပ်ကိုင်ပါကမိမိကပင်ပန်းပြီးသူတစ်ပါးကအကျိုးရှိသွားပါလိမ့်မယ်။မိမိထဲငယ်ရွယ်သူလက်အောက်ငယ်သားတို့ကြောင့်အပူသောကတွေခံစားရပါလိမ့်မယ်။ မိပြခြင်း၊ဂရိသစ္စာပြည့်ဝခြင်း၊မိမိအိမ်တော်ဘက်အပေါ်စိတ်ကုံခြင်းတို့ဖြစ်တတ်ပါလိမ့်မယ်။အဲဒီကာလတွေမှာအိမ်အသစ်ဝယ်ခြင်း၊စောက်တာမျိုးတွေမလုပ်ဖို့အထူးမှာကြလိုပါတယ်။မလိုအပ်ဘဲချိန်ငါခြင်း၊ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအလွယ်တကူချင်းငါချင်းအာမခံချင်းကိုရှောင်ကျင်ပေးပါ အချို့ခྱི་သွလာခြင်းအကြောင်းမဲ့ခྱི་ရှိသွရခြင်းကိုလည်းရှောင်ကျင်ပေးပါနေုံလာနဲ့နတ်တော်လာများတွင်ထူးထူးခြားခြားအောင်မြင်မှုများရရှိပါလိမ့်မယ် အင်္ဂါသသမိများအနေနဲ့သတိပြုရမယ့်အသက်ပိုင်းခြားတွေကတော့အသက်24နှစ်မှ29နှစ်အတွင်းအညံ့အနှဲငယ်တွေ့နေပါတယ်။ထို့အတူပဲအသက်40နှစ်41နှစ်48နှစ်49နှစ်များဟာအဆအဆအရရာမအောင်မြင်ပဲနှောင့်နှေးကြံ့ကြာနေတတ်ပါတယ်။အမေသားလုံးဝမစားပါနဲ့။ငွေကြီးကိစ္စဥစ္စာဒဏ္ဍာရီပြန်ဆုံရှုံသွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။မိမိရဲ့ပတ်ဝန်းကျင်မှာအလိုလိုနေရင်ပင့်ကိုမနာလိုသူများပေါ်ပေါက်လာတတ်ပါတယ်။ အထူးဟောခဲ့အနေနဲ့ကတော့အင်္ဂါသတ္တမိများလောဘနဲ့အလင်းဆိုလိုဆုံးဖြတ်ခြင်းအင်္ဂါကြိုရဲ့စိတ်လိုက်မှန်ပါလှုပ်လို့စိတ်ကိုထိန်ချုပ်ပြီးဆုံးဖြတ်ချက်ချရမှာအချက်လက်အလုံးကိုချိန်ဆပြီးမှချတင်ပါတယ်။ရှားဖွေထားတဲ့ပစ္စည်းဥစ္စာများဂယုတစိုက်ထိန်သိမ်းပါအခိုးခံရတတ်ပါတယ်။လောင်ကစားဖြက်လန်းနည်းနဲ့ချမ်းသာအောင်ပြုလုပ်ခြင်းတို့ကိုအထူးရှောင်ကြဉ်ပါ။မွေကြီးဆိုင်ရာဆုံးရှုံးမှုများစွာကြုံရတတ်ဒီကိုပြပြပါ အင်္ဂါတသမိများအတွက်ဆောင်းရန်ရှောင်းရန်ရေရံများအနေနဲ့ကတော့ အရေးကြီးသောအလိုများလှုံ့ဆော်မည်ဆိုလျင်ဗုဒ္ဓဟူစနေတနင်္ဂနွေနေ့များတွင်လှုံ့ဆော်ပါအကျိုးပေးမဲ့အရာများမှာအနေရောင်အနဲ့ရောင်အဝါရောင်တို့ဖြစ်ပါတယ်ရှောင်းရံအရာများမှာအဖြူရောင်အပြာရောင်ငွေရောင်တို့ဖြစ်ပါတယ်အကျိုးပေးတဲ့အဆောင်ရည်ရာများမှာတန်နာကြောက်ဖြစ်ပါတယ်အကျိုးပေးသောအခေယအနေနဲ့ရာခောက်ဝမထဆန်တို့တို့ဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍများမှာ၃ကဏ္ဍ၆ကဏ္ဍ၈ကဏ္ဍ၉ကဏ္ဍတို့ဖြစ်ပါတယ် အေးရန်အမျိုးမျိုးမှကင်းလွေရန်အင်္ဂါနံဖရာတနည်းကနွေဖရာရဆူဆူတွင်အင်္ဂါနံပန်းသူမဟုတ်ဆန်စီစေစားစတဲ့အင်္ဂါနံတစ်ခုခုကိုလိုရန်ပေးပါအိမ်တော်၏အစင်မပြေလျင်ဇောင်းရှားသားကိုဆက်တယ်လမစီနှစ်ချောင်းလောက်ပါပြီးလျင်အိမ်ရဲ့မြင်သာတဲ့နေရာမှာအင်္ဂါနေ့တနာရီမိနစ်30တွင်ချိန်ဆွဲလိုက်ပါအထက်လူကြီးနဲ့အစင်ပြေမဆစေရန်စီပိုင်းထဲတွင်စပားပင်စိုက်ပါ ကျမ်းမာရေးမကောင်းလေရင်ပြင်းတော်သိအညွင့်40ကိုဒူးမအခြေပြအထိထားအိပ်ပြီး၎င်းတို့ကို အင်္ဂါသသမီတူဝါအနောက်အရတ်တို့စွန့်ခိုင်းပါ အင်္ဂါသသမီများအနေနဲ့ကံကောင်းမှုတွေရောက်လာစေရန်ရတရားအနေနဲ့ကတော့တစ်နှစ်လုံးမိမိမွေးနေ့တိုင်းတလမှာတရက်မိမိမွေးနေ့တွင်ရွယ်လာညွင့်ဝါညွင့်ရွှေပန်းအဝါရောင်နှင်းစီပန်းနှင်းပန်းဒန်းညွင့်စက်တညွင့်စီဖျားရင်ပူဇော်ပေးပါဒူရင်သည်တံပေါထောဘတ်သည် နန္ဒာဒီထိုးမုံထញ្ញတ်တူကိုစွန့်တော်ကပ်ပြီးပါဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့အင်္ဂါသတ္တမိများအတွက်2026ခုနှစ်တနစ်စာဟောစရံမဲဖြစ်ပါတယ်ရှင်အင်္ဂါသတ္တမိများအားလုံးနှစ်သစ်မှာစကန်ကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်စိတ်ချမ်းသာကိုယ်ချမ်းမာလိုရင်းဆန္ဒတွေပြည့်ဝကြပါစေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်